မင်္ဂလာပါဒီနေ့ပြည်သူတွေအရန်ကိုစိတ်ညစ်နေရတယ်ပိုက်ဆံမရှိတဲ့ကြားတဲ့ရပါတော့ဒီစစ်မှုရန်ကြီးတွေပေးနေရတဲ့အတွက်ကြောင့်မလို့ပြည်သူတွေစိတ်ပြက်နေရောဗျာနော်မပေးလို့ရှိရင်လဲရွာတဲ့အရက်သေးတိဝင်ဆွဲမယ်ပေးပြန်လို့လဲလွတ်လာဆိုတော့ပေးပြန်လို့လဲရွာထဲမှာပဲနေလို့ရတယ်ရွာပြင်ထွက်လို့ရှိရင်အစွဲခံရတဲ့ပုံစံမျိုးတွေလည်းရှိတယ်အနေနဲ့ရက်ရက်ဒီမှာဒါမျိုးဖြစ်နေတယ်အဲ့တော့ပြည်သူတွေခင်ဗျာမဘာဘယ်လောက်ယူလို့ယူရမှန်းမသိဘူးဖြစ်နေတယ်နော်အဲ့တော့ချုပ်ပြည်သူတွေက စိတ်ပြက်လွန်အကြည့်လို့လူလောကမှာနေခြင်းစိတ်တောင်ပျောက်နေပါပြီတဲ့ဗျာနော်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ဖြစ်ရလေးတွေပေါ့ဧရာဝတီတိုင်းကြုံပြော်မြို့နယ်တဲ့ဒိုက်ပြက်ကြီးရွာကအုတ်ချုပ်ရည်မှုဦးစာမိဆိုတဲ့သူရဲ့ဒုတာဝန်ခံဒေါ်မွတ်မွတ်လွင်ဆိုတဲ့သူရဲ့သူတို့နှစ်ယောက်ပေါင်းပြီးတော့တအိမ်တော်ရင်9000ခွဲကောက်တယ်တဲ့ပြည်သူတွေအများအစိမ့်ညစ်နေပြီအဲ့ဒီနာပတ်ဝန်းကျင်မှာလဲဒါဘယ်ကော PDF တွေနဲ့အဲ မီဒီယာဒီခေါ်မလို့ဆိုလို့ရှိရင်တော်လန်ရေးအုပ်စုတွေကလည်းရှိတယ်။ရှိတဲ့အခါမှာကျွန်တော်မြန်မာတက်မတော်နဲ့ဒီတိုက်ပွဲဖြစ်နေတဲ့နေရာတွေရှိတယ်။အဲ့ဒီအတွက်ကြောင့်မို့လို့အပြည်သူတွေမှာရွေးချယ်စရာမရှိရင်မရွေးချယ်တင်တာတွေရွေးချယ်သွားမှလည်းစိုးရင်ရတယ်နော်။အဲ့ဒါကြောင့်မို့လို့ဆင်ခြင်စေခြင်းပါလေ။နောက်တစ်ခုကမကွေးတိုင်းငဖဲမြို့နယ်တဲ့နော်တအိမ်တောင်ကို6000ကောက်ပါတယ်တဲ့မပေးရင်ရွာထဲထိဝင်ဖမ်းခိုင်းမယ်ဆိုပြီးတော့အုတ်ချုပ်ရည်မှုကချင်း6ပါတယ်တဲ့အဲ့တော့ ပြည်သူတွေခင်ဗျမမပြေလည်လို့ကျွန်တော်တို့အတွက်ဗျာဟို9000တပေါင်းလောက်ပဲယူပါဆိုလည်းမရဘူးတအိမ်တောင်ရင်9000အဲတအိမ်တောင်ရင်ဘယ်လိုခေါ်မလဲဆိုရင်6000မဖြစ်မနေပေးရမယ်တဲ့နော်အဲ့တော့အာဘယ်လိုခေါ်မလဲမကြီးကန်ကြီးရွာရက်ွက်လူကြီးမြင့်အောင်ဝင်းအောင်နဲ့အလဲကန်ကြီးရွာလူကြီးကျော်ဝင်းအောင်ဝင်းတိန်ထွန်းမောင်ငွေသူတို့တွေကစစ်မှုတန်းကြီးတွေလိုက်ကောက်တယ်နော် လိုက်ကောက်ပြီးသူတို့တွေကောက်လို့စုံပြီးဟဲ့ဆိုရှင်အုတ်ချုပ်ရည်မှုကိုပေးတယ်အုတ်ချုပ်ရည်မှုကအဲ့ချင်းဆိုလို့ရှင်တနေရာမှာပုံနေတယ်စစ်တပ်ထဲမှာသွားပုံနေတယ်တဲ့အဲ့တော့အဲအုတ်ချုပ်ရည်မှုကရလာတဲ့ပိုက်ဆံကဥမာဖြစ်မန်တကယ်ကြတာခွန်သိန်းအ90ဆိုလို့ရှင်ကောက်ခသူတို့တွေလိုက်ကောက်တဲ့သူတွေကသိန်း80ကောက်တယ်သိန်း80ကောက်ပြီးဒါမျိုးတွေပေါ့အပေးကန်းနေတယ်ပေါ့အဲ့တော့ဒီအုတ်ချုပ်ရည်မှုတွေကလည်းပြောတယ်မင်းတို့တွေဘာမှ လျှောက်ပြီးမျော်လင့်နေတဲ့ဒီရွေးကောက်ပွဲပြီးလဲငါတို့ပဲเนาะပြန်တက်มาငါတို့ကကြန့်ခိုင်ရေးပါတီဝင်နေဆိုတဲ့ပုံစံမျိုးတွေအထိကျင်းဝါနေရတယ်ရှိလာပြီအဲ့တော့အစင်မပြေလို့ပေါ့ဗျာเนาะတနည်းအားရသွားဖို့ဒီထောက်ထောက်ခံစာလေးယူမယ်ဟိတ်ဆိုရင်တော့မှာပဲဘာထောက်ခံစာပဲယူယူငွေကြေး2000ကောက်ပါတယ်အဲ့တော့ဒီအုပ်ချုပ်ရေးမှုတွေဒီလိုတောင်းကျမ်းနေတယ်အဲ့တော့မြန်မာနိုင်ငံမှာကအပေါ်ဆုံးက66ဂါကြီးတို့905တို့အမှုဖွင့်မဲ့ဆက်ချင်းဖွင့်ပေးတာအရင်တက်ကြွကြတယ်နော် အဲဒါမျိုးအုတ်ချုပ်ရည်မှုတွေတောင်းကျမ်းနေတဲ့ကိစ္စတွေကြတော့ဒါအမှုမမြောက်ကြဘူးလားဗျာနော်ဟိုဘာမှအစိုးရလည်းကောက်ခိုင်းတာမဟုတ်ဘူးကောက်နေတဲ့အတိုင်းတာတွေမှာအမှုမမြောက်တော့ဘူးလားဒါတွေကိုတော့ခင်ဗျားတို့အရေးယူဖို့မစင်စားဘူးလားအဲကျွန်တော်မြန်မာနိုင်ငံမှာအခုဟိုကျွန်တော်ကြားပါတယ်မတ်သမီဆိုးပေါ့နော်အဲသူလည်းအင်တာနက်ပေါ်မှာလူသိများတဲ့သူတွေကဗာဒါမျိုးဆိုလို့ရှိရင်အော်တိုင်တိုင်တိုင်အဲဒါမျိုးစစ်မှုထမ်းကိစ္စဆိုလို့ရှိရင်အမှုဖွင့်လို့တော့မရတဲ့အခြေအနေမျိုးတွေတည်ရှိနေတယ်အဲ့တော့အကြီးကဲလူကြီးများလည်း မြန်မာပြည်မှာအပေါ်ဆုံးက66ဂါကြီးနဲ့905ဖြစ်နေတယ်နော်ဒီလိုမျိုးစစ်မှုတန်းကြီးတို့ငွေကြေးမတရားကောက်ခံမှုတို့ငွေကြေးအလဲသုံးစားမှုတို့ဒါတွေကြတော့ခင်ဗျားတို့ခင်ဗျားငြိမ်နေတော့မှလားပေါ့နော်အဲ့တော့နောက်တစ်ခုစစ်ရေးကိစ္စလေးလည်းကျွန်တော်ပြောပါမယ်စစ်ရေးကိစ္စနဲ့ပြောရမှာဆိုရှင်စောပြရွာမှာကျွန်တော်၄မျက်နှာခွင်ပေါ့၄မျက်နှာခွင်မှာစစ်တပ်ကအခုဆိုလို့ရှိရင်နေပြည်တော်ရှင်းလင်းမှုတွေနဲ့တိုက်ပွဲတွေဖြစ်နေရတော့ရှိတယ် အဲ့တော့စောပြရာမှာရှိနေတဲ့ထောက်ပို့တွေနဲ့အေးအေးအရှင်ထီကိုအရှင်မိတာတွေထီကိုအယောက်20ကျော်လောက်ထီမိတယ်နော်အဲစစ်တက်ကလည်းသတင်းရတာနဲ့ကိုတည်တည်ချာချာဆောင်ရွက်နေရ ਈ တွေ့တယ်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်နည်းမြေခံနေစီကနေပြီးတော့ရရှိတဲ့သတင်းတွေပါနော်မြေပြင်သတင်းအစ်စ်မှန်တွေပါမဲဒါကအာ EAV တိုင်းမှာ EAV တိုင်းလေးမျက်နှာမြုပ်နေမှာတိုက်ပွဲတွေတော့ပြင်းထန်တယ်တစ်ဖက်ကလည်းဒီပေါ့ AE နဲ့ PD ရဲ့ဘက်ကလည်း AI တွေတော်တော်များလာတယ် အဲဒါပေမဲ့စစ်တပ်ကလည်းတည်တည်ကြည်ကြောက်ကိုအကွက်ချပြီးတော့ခြေမုံနေပါလေနော်ကျွန်တော်တို့နောက်ပိုင်းကသတင်းကောင်းမဲ့ဆက်မြင်ရမယ်လို့တော့ကျွန်တော်မျှော်လင့်နေတော့ပါပဲကျွန်တော်အများကြီး positive ဆောင်းပါတယ်ဒါနဲ့ပတ်သက်ပြီးတော့နော်နောက်စိုင်းတောင်စိုင်းတောင်ကကချင်ပြည်နယ်စိုင်းတောင်မှာ KIA ကစစ်သားဆွဲနေတယ်ရစရာမရှိအောင်ဆွဲနေတယ်ပိုးစုပတ်ဆက်ဆွဲနေတယ်အဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒူးတွေဆိုအပြင်းအောင်မထွက်ရဲတော့ဘူးအပြင်းအောင်မထွက်ရဲတဲ့အပြင်ကိုကျွန်တော်တို့နောက်ထပ်ဘယ်လိုခေါ်မလဲ တချို့လောင်းကစားယုံနေသူတို့ကိုအခွန်ပေးထားတဲ့ယုံနေတော့မှပဲလက်မခံဘူးအကုန်ဆွဲပါလေ KIA လဲပို့စုပတ်ဆက်ဆွဲနေတဲ့ပုံစံနေရှိတယ်ပေါ့နော်အဲနောက်ဆုံးသတင်းလေးတစ်ခုကတော့အတောင်ငူမြို့နယ်ဘရင်တောင်တိုက်ခိုက်ရေးကြောင်းမှာပြည်သူလူထုပေါ့နော်ဘေးနားပတ်ဝန်းကျင်ကတော်တော်လေးတနာနေပြီးအဲ့မှာဖြစ်နေတဲ့ပုံစံလေးပေါ့အဲ့ဒီမှာခွေးတွေမွေးထားတယ်သူတို့ပဲကြွေထားတယ်နော်ဒီဘုံမှုချုပ်ကိုယ်တိုင်ကျောက်ဦးကြီးကိုယ်တိုင်ကြွေထားတာကြွေထားမွေးထားတဲ့ခွေးတွေဖြစ်တယ် အဲ့ဒီခွေးတွေကိုအဲ့ကြောင်ကတက်ပြက်နေတာအကောင်ပေါင်းဆယ်ချီရာချီနေပါပြီတဲ့အမြဲတမ်းလည်းနေတိုင်းလည်းတက်နေတယ်တဲ့အဲ့ဒါကြောင့်မို့လို့ဘာတွေလှုပ်နေတာလဲဆိုတော့အနီးနာပတ်ဝန်းကျင်တွေကလည်းသိကျင်နေလာပြီမြောက်ရရချီတာလားဒါမှမဟုတ်ရှင်လဲစီမံကိန်းကြောင့်ပဲလားဒါမှမဟုတ်ရှင်လဲဘယ်ခေါ်မလဲယောဂါကြောင့်ပဲလားအဲ့တော့ဟိုတရဝါလေးတွေဆိုတော့လည်းဗျာခင်ဗျားတို့လူတနာညတာမှဖြစ်မှာပါအခု ဲလူမျိုးဘီးနောင်ចောင်းကနော်ဘီးနောင်တိုက်ခတ်ရေးចောင်းမတင်တန်းចောင်းကဒါမျိုးတွေတတ်ဖြတ်နေတာဟာဆိုလို့ရှိရင်တရဝါလေးတွေသနာပါဘီးနာမှာကြည်နေတဲ့အဲသူတွေစိတ်မချမ်းမြေ့ဘူးဖြစ်နေတယ်နော်ခွေးတွေကိုဘာကြောင့်လူမျိုးလိုက်တတ်နေတာလဲဘာလုပ်နေကြတာလဲဒါနဲ့ပတ်သက်ပြီးမေးခွန်းတွေပြည်သူတွေမှာရှိနေတယ်နော်အဲ့တော့ဟုတ်ပါပြီညီကောင်မောင်မများရေကျေးဇူးအများကြီးတင်ပါတယ်ဒါကျွန်တော်မဖြစ်မနေပြောပြချင်တဲ့သတင်းလေးတွေပါပဲနော်